ကျွန်တော်တို့လေအလုံးလုံးစားတယ်ဆိုတာဒီခေတ်ဒီကာလပို့ပြီးတော့မှပြောချင်တာလေးတခုလေးသိလားရိုးကုန်ဟာစားမကုန်ဘူးလို့ငွေမရှိတဲ့သူတွေအတွက်အရေးအကြီးဆုံးအရင်အနေအားရိုးသားမှုနဲ့စူးစမ်းမှုပဲသိလားရိုးသားမှုစူးစမ်းမှုပတ်စံရှိတိုင်းအဲအရင်းနှီးလောက်တိုင်းအောင်မြင်နေဆိုတာကတသက်မှတ်သေးတော့မဟုတ်ဘူးနော်ရိုးသားစူးစမ်းလို့ရှိလို့ရှိရင်ငွေမရှိတဲ့သူတွေအတွက်အကောင်းဆုံးအရင်းအနေအားရိုးသားခြင်းနဲ့စူးစမ်းခြင်းပဲ နော်ဆိုတော့မနေ့တုန်းကကျွန်တော်တို့အိမ်ကိုဖုတ်ပန်တာလာတယ်နော်ဖုတ်ပန်တာနဲ့ဖုတ်ပန်တာနဲ့နော်ဖုတ်ပန်တာတောင်းဝင်ရှိသူတွေလည်းသိရအောင်လို့ပါဖုတ်ပန်တာလာတယ်လာပြီးတော့မှ तू ကအဲရွှေမြန်မနောလားဟလားစိုင်းပငါပေါ့လေမာထားတာတဲ့ဘာလဲကိတ်မုံဟလားကိတ်မုံမာထားတာတဲ့ရှင်ရမလို့ကိတ်မုံမာထားတာဘူး။ဒီကိတ်မုံမာထားလို့လေလာပို့တာတဲ့ဆိုတော့ကျွန်တော်တို့အိမ်ကဘယ်သူမှကိတ်မုံမမအောင်လीเนาะ။ မမဘူးကိမ့်မုံဆိုတာသူကယန်ဒီပါလေးတောင်သူကတွေ့ရတယ်လို့လို့ပါလို့လို့လုတ်သေးတယ်ဒီလားမလေးမှားထားတယ်ပေါ့ဒါဆိုရင်ဖူပန်နာလာတယ်ဆိုဆက်လက်ကလေးပါတယ်လीနော်စနေကလေးတွေပြကဲဖုန်းမှာပြကဘယ်သူမှားထားလဲဘယ်သူမှားထားလဲဆိုမှားထားတဲ့သူနာမည်လည်းမပြောနိုင်ဘူးအဲခုနလိုပေါ့ဟိုဆက်လက်လည်းမပြနိုင်ဘူးအဲဘဟိုကနှိမ့်မိလို့လေဒီကနှိမ့်မိလို့ပြတ်သွားပြီပါညာပေါ့3000ကျော်သိလားအဲ့ဒါမှားထားလို့လေဆိုပြီးတော့မှလာတယ်အင်းဒီမှာလေးတဲ့အဲ့ဒါလေဟိုအေးအေးအေးနဲ့စတယ်လေးတဲ့ဆိုသူအမြင်နဲ့ပို့နေကြ delivery သမားပဲနဲ့တူပါတယ်သိလားအဲအင်းနာမည်ကအေးနဲ့စတယ်လေးတဲ့ပါညာဆိုအဲ့ဒါဆိုပို့မဟုတ် ုတ်တော့ဘာဖြစ်လဲဆိုတော့ကျမကဖုတ်ပန်တာလုံးဝမမှတ်ဘူးကျမဖုန်းထဲမှာဖုတ်ပန်တာ application မရှိဘူးဟိုဖုတ်ပန်တာလည်းကျမမမှတ်ဘူးအဲ့တော့လေမမဘူးအိမ်ကလူတွေကလည်းဘယ်သူမှမမဘူးပေါ့နော်ဆိုတော့အရင်ဆိုသူတို့ဟိုလာတယ်ဆိုရင်ကျမတို့ကယူယူထားလိုက်တာကိုအိမ်ကကလေးတွေကဒီလိုပဲဘာဖြစ်ဆိုဒါကဒီအထက်ကပြောလိုက်တာကိုဘာသွားယူလိုက်အောင်ဘာသွားယူလိုက်အောင်ဆိုတာရုံးချိန်ဆိုလေအဲအဲ့လိုမျိုးဆိုတဲ့ခါကျတော့အဲ့တော့ဟို အခုလည်းအဲ့လိုမျိုးနဲ့ရမယ်ထင်လို့ပေါ့လေပြောချင်တာကလေဟိုမယိုးမသားနဲ့လောက်တာပေါ့နော်မယိုးမသားကျွန်တော်တို့တကယ်မှန်မှန်ကန်ကန်နဲ့ဖြစ်တာဟိုတလုံးကဆိုရင်ဒါတို့အတုတ်လားပါလားမသိဘူးအဲ့တော့ကမှားတော့ကဆိုလဲအဲဒါတို့မှားရင်းနေပေါ့နော်မှားရင်းနေဆိုလေကျွန်တော်တို့ကလေယူလိုက်တာပဲယူလိုက်ပြီးတော့ရော့အတုတ်လဲနင်းမဲစားလိုက်စသဖြင့်ပေါ့နော်ကျွန်တော်တို့ပေးလိုက်တာအတုတ်ကပတ်စံလဲတခါလဲရှင်းပေးလိုက်တာအော်ဒီလောက်ဆိုပြီးတော့အဲ့လိုမျိုးလေးကိုပဲဖြစ်ပြီးတော့မှနောက်ဒီလိုပလင်းရင်ရတယ်ဆိုတဲ့အတွေးမျိုးနဲ့တွေးတယ်ဆိုရင်တော့မှားတော့မှာပေါ့နော်ဆိုတော့ဒီခက်ကလေးတွေပေါ့အထူးသဖြင့်လေအလုံးလုံးကြရင်ဆိုတာမှလေရိုးရိုးသားသားနဲ့ကြိုးကြိုးစားစား ားနဲ့ကျမတို့လှုပ်တင်နေနော်ရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားနဲ့မမမမရောက်ခဲ့ပါပြီရှင်နဲ့ညစ်ပတ်ပါတယ်တဲ့မဝယ်ခဲ့ပါဘူးရှင်ဟုတ်လေမပြောရဲဘူးမပြောရဲဘူးအမနော်ဘာဘာဘာအချင်မောင်းစားရင်ချိပတ်နေဆိုတာကထုံးစံမဲ့သူ့အချင်မောင်းစားလို့မှချိပတ်တာမဟုတ်ဘူးဆိုပြီးတော့မှအမလေးညဏ်ကြီးရှင်တွေကရေးနေရတယ်ကလည်းတွေ့နေသေးတာဆိုတော့ကိုပစ်ကိုခံညပေါ့နော် ဟိုစေတနာနဲ့ကျမ်းမာရေးရပြောလို့ရှိလို့ရှိရင်ညံနေတဲ့သူတွေကဟိုတာဇန်နေအကြိုက် ပြောတဲ့သူတွေကလည်းရှိသေးတယ်လေမမရဲ့တိတ်လား တာဇဏီအကြိုက်တာဇဏီအကြိုက်တာဇဏီအကြိုက်ပြောပြီးတော့မှတာဇဏီအကြိုက်ဘ ഹു တုတာမရှိဇမ္မာရေးဘ ഹു တုတာမရှိအတိအမြင်ဘ ഹു တုတာမရှိစာမတက်ပေမတက်တခါတည်းကိုလေအာဘာ knowledge မှမရှိဘဲနဲ့ဟိုတာဇဏီအကြိုက်ပဲလုတ်ပြီးတော့မှလေတာဇန်တာဇန်ခွက်တင်နေပဲအဲပြောဆိုဟောပြောစီယုံနေတဲ့သူတွေကလည်းရှိသေးတာဆိုတော့မပြောရဲပါဘူးเนาะကိုကဇမ္မာရေးရှူတော့ကနေပြီးတော့မှဟိုမပြောရဲပါဘူးကိုဟာကိုကိုဖြစ်ကိုခံပေါ့ဟုတ်တယ်လားကိုကကိုစေးဖို့တက်နိုင်လုံးကြပါဘောเนาะ ဟိုတခါလေးနဲ့ဖြစ်သွားရင်တော့ကောင်းတာပေါ့မဖြစ်ဖဲနဲ့ယောဂဇိုးတွေနဲ့အဲ့ဒါဖြစ်ရင်ကိုဖြစ်ရင်ကိုခံရမှာဘယ်သူမှမကုပ်ဘူးเนาะဘယ်သူမှစေဖို့ဝါကမရဘူးအဲ့တော့လေ အဲ့တော့မယိုးမသားနဲ့လောက်ကင်စားတော့ကြတာဟာတော်တော်ကိုစိုးပါတယ်เนาะတနက်စားလေးတွေပေါ့တနက်စားလေးတွေနဲ့ဟာဒီလိုလှုပ်လိုက်မယ်ဟို3လေးသားဟိုဒီလိုလှုပ်ဦးလို့လှုပ်လိုက်မယ်ဆိုတဲ့ဟာတွေရလေเนาะနောက်တစ်ခါမနေရဆိုရင်ကျွန်တော်တို့အိမ်ရှိမှာကျွန်တော်တို့ခြံခြံကျဲနေလीခြံကျဲနေခါကြတော့ကျွန်တော်တို့ခြံခြံကျဲနေခြံကျဲတော့ဟိုကျွန်တော်တို့လမ်းမီးတိုင်းကျွန်တော်တို့အိမ်ကနေပဲထွန်းတာပေါ့เนาะဥစားထွန်းတော့ဒီခါမီးတိုင်းမှာဟိုအိမ်ကယောက်ျားဟိုအိမ်မီးမလာတဲ့အချိန်ကြလို့ရှိရင် ရင် तू อ่ะ EPC EPC မီးမလားလို့ရှိလို့ရှိရင် तू อ่ะဟိုဟာပေါ့ဟိုဘာခေါ်လဲဆိုလာမီးနဲ့ရအောင်လို့ဆိုတော့ तू อ่ะဆိုလာဝယ်တက်ထားတယ်ဆိုလာလည်းဈေးကြီးတယ်လीနော်ဆိုလာလည်းဈေးကြီးတယ်ဈေးကြီးတော့ तू อ่ะဆိုလာတက်ထားတယ်အဲ့တော့မနေ့ကဘာဖြစ်တလဲဆိုတဲ့ခါကျတော့မနေ့မိုးလင်းတော့အိတ်ဆိုလာကတန်းလိုင်းဖြစ်နေတယ်ဖြုတ်ထားတာပေါ့တန်းလိုင်းဖြစ်နေတဲ့ခါကျတော့နောက်လှေကားဝါးလှေကားတခုလည်းရှိနေတယ် ဆိုတော့အင်းကအမိုက်ပြစ်တဲ့သူကအဲအမိုက်သိမ်းတဲ့သူကအာဒီမှာတဲ့ခုတ်ဖြုတ်ခိုးထားတာဖြစ်မယ်တဲ့အဲ့ဒါလေဆိုတော့ဟာဒါဆိုကျွန်တော်တို့ဝက်ချောက်လုပ်ပြီးဒေသာကြည့်ပြီပေါ့နော်အဲ့လေကဓာတ်တိုင်မှာထောင်ထားတာလေကျွန်တော်တို့လှည့်ချထားလိုက်တယ်ပေါ့အဲ့လိုနဲ့လုပ်ပြီးတော့မှနေတဲ့ခါကျတော့ညဘက်ကျတော့တစ်ခေါက်ပြန်ရောက်လာတယ်စိုက်ကယ်ဘေးတွင်းနဲ့စိုက်ကယ်ဘေးတွင်းနဲ့ညဘက်တစ်ခေါက်ပြန်ရောက်လာပြီးတော့မှအဲ့ဖလီကောင်ကိုထောင်လိုက်တယ်ထောင်ပြီးသူတို့တက်ပြီးအပီးပြန်ဖြုတ်နေပေါ့နော်ကျိုးတွေချီထားသေးတာဟိုယောက်ျားကလည်းသူကမူလီနဲ့နေမဟုတ်ဘဲနဲ့တက်တိုင်မှာကျိုးတွေပါချီထားသေးတော့သူတို့လွယ်လွယ်နဲ့ဖြုတ်လို့မရလိုက်ဘူး လူလူ၃ယောက်လူ၃ယောက်เนาะလူ၃ယောက်အဲ့ဒါ సైకిల్ ဘေးရဲနဲ့လာပြီးတော့မတက်ပြီးတော့နောက်ပါလမ်းရောက်လမ်းလျှောက်တဲ့သူနဲ့ကားလဲလာလဲလာတော့သူတို့ထွက်ပြေးသွားတာပေါ့เนาะ సైకిల్ နဲ့ထွက်ပြေးသွားမင်းညာည၈နာရီကြာကျော်လောက်ပဲရှိသေးတယ်ည၈နာရီကြာကျော်လောက်မှာကျွန်တော်တို့တလန်းလုံး CCTV တက်ထားတယ်ဆိုတော့အကုန်လုံး CCTV တွေကလည်းအကုန်ပြန်မြင်လိုက်တာပေါ့เนาะဆိုတော့အဲ့ సైకిల్ ဘေးရဲနဲ့အဲ့ဒီတက်တိုင်းမှာဖြုတ်တဲ့သူတွေကတစ်ခါဆိုင်းဆရာတို့ဟိုမှာဆိုင်းဆရာနဲ့ဖြူဖြူနဲ့ဈေးသွားတဲ့အချိန်မှာလမ်းမှာပတ်ဆိုင်ရင်လူတွေ సైకిల్ ဆိုတော့လေ အဲ့လိုတခိုးချိုးတွေပေါ့အဲ့လိုတွေအဲ့လိုတွေဆိုတော့ဒီလူတွေက စားရရင်ဥမာတော့ဒီတက်တန်ရဆိုလာဖြုတ်သွားမယ်ဆိုလာကျမတို့ဝယ်တက်ထားရင်တသိန်းခွဲနှစ်သိန်းရှိတယ်ပေါ့နော်ဆိုတော့တို့ရောင်းစားရင်3-4000ပေါ့ဟုတ်တယ်လား3-4000ပေါ့တို့ရလို့ရှိရင်3-4000ပေါ့ဟုတ်တယ်လားတသိန်းခွဲ2000ပေါ့ဒီလိုရမှာပေါ့အဲ့တော့တို့ကတော့တသိန်းခွဲ2000ရဖို့အတွက်တစ်ဖက်လူရဲ့နှစ်သိန်းတသိန်းခွဲနှစ်သိန်းအကုန်ခံထားတဲ့ပစ္စည်းကိုခိုးတယ်ကိုချင်းတိတ်ခါလေးနဲ့လဲတယ်နော်လဲပြီးတော့မှဒီလိုပတ်ပြီးတော့မှလှုပ်ရှားနေတာပေါ့လေဆိုတော့ပြောချင်တာကလေရိုးသားဖို့လိုတယ်နော်ကျမတို့ရိုးရိုးသားသားနဲ့တသက်လုံးကိုလိုက်ကြလုံးလုံးနဲ့အာတခါလေးခွက်ကိုနောက်ကျောင်းအေးအေးနဲ့ ဟိုလွယ်လွယ်ကူကူနဲ့ချမ်းသာကြမှာလဲချမ်းသာမယ်နော်ဒါပေမဲ့လည်းလေစိတ်ချမ်းသာရတယ်နောက်ကျောင်းအေးတယ်အဲ့တော့ငွေမရှိဘူးပတ်စံမရှိဘူးဆိုရင်ပတ်စံမရှိတဲ့သူကပိုရိုးသားဖို့လိုအပ်တယ် ်ငွေမရှိတဲ့သူကပို့ရိုးသားဖို့လိုအပ်တယ်နော်ဆိုတော့ဒါမှသာလင်ပတ်စံရှိတဲ့သူတွေစီကနေပြောင်းမှယုံကြည်မှုတွေရမယ်နော်အာတခါလဲကိုအာစိတ်ချရမှုတွေရမယ်အဲ့ဒီဟာပေါ်မှာမူတည်ပြီးတော့မှကိုယ့်အတွက်အခွင့်အလမ်းတွေဆိုတာပေါ်ပေါက်လာမှာအဲ့တော့ငါတို့ကတော့ငွေမရှိပါဘူးကွာဆိုပြီးတော့မှရိုးသားမှုတွေကိုပျောက်ဆုံးလိုက်လို့ရှိလို့ရှိရင်တော့လေအဲဒီဘဝတွေကနေယုံတက်နိုင်မှာမဟုတ်ဘူးဒီထဲမှာပဲလင်းနေမှာနော်အဲ့တော့ငွေမရှိဘူးငွေမရှိဘူးဆိုတဲ့သူတွေအတွက်အကောင်းဆုံးအရင်းနည်းဟာရိုးသားမှုနဲ့စူးစမ်းမှုပဲဒါကြောင့်မလို့ကျမကလေဘယ်တော့မှမဆိုလေ ရိုးရိုးသားသားကြိုးကြိုးဆားဆားနဲ့နေထိုင်တယ်။အမင်းနဲ့စကားကိုပွပွင်လင်းလင်းပြောတယ်။အမှန်တိုင်းပဲပြောတယ်။ဟန်ဆောင်နာတွေဖုံးကွယ်တာတွေဆိုတာပေါ်သွားရင်ခဏပေါ်သွားရင်ရမ်းရှက်စရာကောင်းတယ်။ခဏပဲဖုံးပယ်လို့ရတယ်နော်။ဆိုတော့ဒါကြောင့်မလို့ရိုးရိုးသားသားနဲ့ကိုယ့်ကိုရှင်သန်နေထိုင်တာကဟိုစိတ်ကိုယ်စိတ်မှာကိုနေကအေးချမ်းတာဖြစ်တဲ့တော့အဲ့ဒီစိတ်အေးချမ်းမှုစိတ်လုံခြုံမှုကကိုယ့်ရဲ့မျက်နှာမှာထင်ဟပ်တယ်။ဟာအပေါ်ယံတွေကိုအရန်ပြောထားလို့ရှိလို့ရှိရင်အာတခါတည်းကိုအဖို့စာရတွေအရန်ပြောထားလို့ရှိရင်ကိုယ့်စကားကိုကိုယ်လိုက်ဖာနေရတာနဲ့ကိုယ့်စကားဟာဘွက်ဖြစ်မှာဆိုလို့လိုက်ပြီးထိန်းနေရတာနဲ့အဲ့ဒီအကြည်ဓာတ်တွေအကုန်လုံးပြ ောက်ဆုံးနေเนาะဒါကြောင့်မလို့လေရိုးရိုးသားသားကျွကျွဆဆနဲ့နေထိုင်ခြင်းကစိတ်လဲချမ်းပါတယ်ကိုလဲချမ်းပါတယ်เนาะနောက်တစ်ခါလေအဲကို့အတွက်အခွင့်အလမ်းနေဆိုတာလေ ပေါ်ပေါက်လာနိုင်တယ်။ဒါကြောင့်မလို့ငွေမရှိဘူးဆိုတိုင်းမယိုးမသားမလို့ပြိုင်နေเนาะငွေမရှိတဲ့သူတွေအတွက်ကယူသားမှုတွေစူးစမ်းမှုတွေကပို့ပြီးတော့မှလိုပါတယ်เนาะမနေ့ကဖုပန္နာလုပ်တဲ့ကိစ္စမျိုးလိုပေါ့ဒါမျိုးဆိုမလုပ်ရဘူးလीเนาะဒါမျိုးဆိုမလုပ်ရအောင်ငွေ3000လीသူရရင်ငွေ3000ပေါ့เนาะငွေ3000ပေါ့တကယ်ဖုပန္နာဟုတ်လားမဟုတ်လားလဲကျွန်တော်တို့လည်းမသိဘူးဒါမဲ့ဟုတ်လို့ဒါနေမှာပေါ့เนาะဆိုတော့လीအဲမပြောတတ်ဘူးပေါ့လीဒါကတော့ကိုင်ကန်ရှင်မဲသိမှာပေါ့ဆိုတော့ဒါငွေ3000လာလိမ့်တာပဲပေါ့ပစ္စည်းပါဖြစ်တယ်ဆိုပြီးတော့မှလीเนาะအဲ့တော့လीအ ဟုတ်ပါမမရေအဲ့တော့ကျွန်တော်တို့တွေကလေခုနလိုပေါ့ဟိုခိုးကျင်လို့မှခိုးတယ်အဲအချောင်လိုချင်တယ်မယိုးသားကျင်လို့ကိုမယိုးသားဘူးဆိုပေမဲ့လေအဲ့ဒီလူတွေတကယ်ပဲအဲ့ဒီပတ်စံနေနဲ့ပျော်နေရသလားစိတ်ချမ်းသာနေသလားအဆင်ပြေနေသလားဒါလေးစဉ်းစားဖို့လိုတယ်နော်ဆိုတော့လေကိုကလေထမင်းတနက်မသေးခင်မှာစားရတဲ့ထမင်းတနက်ဟာလေဖြူစင်မှုလိုသေးတာပေါ့เนาะဖြူစင်မှုလိုသေးတယ်ဒါကြောင့်လေဟို ရွရွတသားနဲ့ကြိုးကြိုးစားစားနဲ့ရှင်တန်နေထိုင်ကြပါလို့ပဲပြောပြရစီเนาะအမနီကဆိုအဲ့ဒါမမကအိမ်မှာလေးအိမ်ရှိဟာဓာတ်တိုင်မှာလာပြီးတော့မှတတ်ထားတယ်ဆိုလားလာခိုးတာကြောက်စရာကောင်းနေတိလားကြောက်စရာကောင်းနေလူတွေကလေဟိုအလွယ်ပေါ့เนาะအဲ့တော့တကယ်လို့မြန်ကျွန်မထင်တယ်အဲဒီခါအင်ဂျီတော်မပါအောင် CCTV မှာပြန်ကြည့်တာတိလားအမကအင်ဂျီတော်မပါအောင်စိုက်ကဲမောင်းနေသူကလည်းအမလေးပစိုးတိုတိုနေဟိုဇိုးဇိုးဇိုးတွေဇိုးတွေပေါ့အဲ့ဒါဟိုမမကိုဖို့တက်ကဘာပြောလဲဆိုရင်လူဘာတွေဝါလိုက်တာကွာတဲ့ဒီကောင်နေလေလာခိုးတာလေအင်ဂျီတော်မဟုတ်ဘဲနဲ့လာခိုးရတယ်လေတဲ့မလား အင်းဒီအောင်မွေးပဲနဲ့သူများစီရအောင်လေလာခိုးတာကြည်စမ်းနဲ့ဆိုတော့လေအဲ့လိုမျိုးလေး ပေါ်လေဒါလေဟိုတယောက်ယောက်ကမြန်တွေ့လို့အော်ဟဲဟိဟဲဆိုလူကိုရံမပြုတ်နိုင်ဘူးရံမမူနိုင်ဘူးလို့မပြောနိုင်ဘူးเนาะအဲ့တော့လေအဲ့အချိန်ဒီမှာငွေ3000နဲ့ငွေ1000ခွဲနဲ့တို့တို့အတိရပါမလားဆိုအတိအញ្ញနေစင်ရှင်နှုံတရားနေကင်းပြီးတော့မှလူအတက်ကိုရန်ရှာသွားတာမျိုးတွေဆိုလို့ရှိရင်မတန်ရင်ကနဲ့အတက်တွေဆုံးရှုံးရရပြန်ရောဒါကြောင့်မလို့လေအရန်ကြောက်စရာကောင်းတယ်เนาะခစ်ကာလာရောတတိထားကြဖို့ဒါလေးကိုပြောချင်တာဒါဒီနေ့အိမ်မှာကြုံတွေ့ရတဲ့ case နှစ်ခုပဲအဲ့ဒါเนาะအဲ့တော့လေတတိထားကြဖို့အဲ့တော့ရိုးရိုးသားသားနဲ့ကြိုးကြိုးစားစားနဲ့တယောက်နဲ့တယောက်နဲ့